သူတော့ဟိုမပြောဖြစ်ဘူးလို့ဘာလို့ပြောဖြစ်တယ်လို့ဆိုတာတွေကပေါ့နော်ကျွန်တော်မှတစ်ခါလေးကြာလို့ရှိရင်ကွန်ပျူတာက system down ပါလို့ရှိရင် window တွေပါလိလွတ်သွားလို့ရှိရင်အကုန်လုံးစိတ်ဓာတ်တွေကြာပြီးအကပါအပြဲပြီးနေလိုက်တာကအကောင်ဆုံးအခြေအနေတွေပြတ်သွားတာမျိုးတွေလည်းရှိတယ်ပေါ့နော် ဆိုကြတာကနေမှာဆိုတဲ့အကမှာ ွန်ပျူတာပြက်လို့ရှိရင်လည်းကိုယ့်အကူပြင်ရတာကျုပ်ကွန်ပျူတာတွေပါနေကြတယ်ဟိုရန်ကုန်ကကျွန်တော်ဆင်ပေးတာတွေကျွန်တော်တကယ်ချင်းနေပါလိမ့်လားပြင်ပေးနိုင်တာပေါ့နော်အမဟုတ်လို့ရှိရင်သူတို့မပြင်ဘူးဆိုတော့ကိုယ့်အကူပြင်နေပြင်မဟုတ်ဘူးပေါ့အဲ့တော့ ိုးစီကိုပဲကျုပ်ကကွန်ပျူတာကြီးပဲပို့ပေးရတော့မလူလူပေါ့နော်အဲအဲ့လိုအခြေအနေမျိုးတွေမှာကိုယ့်ဟာကိုယ်ရင်ဖြုတ်သွားတယ်ဖြုတ်တရတယ်ပြုတ်နေဆိုပြီးတဲ့အခါမှာဟိုကွန်ပျူတာက device ကိုဒီမှာပြောင်းတက်ပြီးတဲ့အခါမှာလုံနှိုးပေါ့နော်အဲ့လိုမျိုးတွေလုတ်ပြီးတော့မှပြန်ရတော့မှသာလေအော်အဲ့ဒါကလည်းမီးလာတဲ့အချိန်မှာလုံလို့ရတာပေါ့နော်ဆိုချင်တာကအဲ့လိုအခြေအနေမျိုးတွေပြတ်သွားတဲ့အခါကြရင် ကွာကိုလည်းဟာလီးပဲกว่าဘာမှလုံမနေတော့ငါလုံမအားရနေဆိုပြီးတော့မှဖြစ်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဒါကဒီကနေ့ပြန်ရတယ်ပေါ့နော်ကွာကိုလည်းသပင်လေးပါလေးဈေးလေးပါလေးစိုးပြီးတဲ့အခါမှာစောင်းအန်းနေအဲ့လို down နေတဲ့အချိန်မျိုးတွေမှာဆိုဘာမှမပြောချင်မလုပ်ချင်ဘူးပေါ့နော်ဆိုတော့အဲအဲ့လိုမျိုးကနေပြီးတော့အခုဒီကနေ့ဟာလေးကိုကျွန်တော် ပြန်လွှတ်လိုက်တာပေါ့ဗျာနော်ပြန်ပြီးတဲ့အခါမှာအဲဘာလို့ return ပေါ့နော် returns of ampon mya ပေါ့နော်ဆိုပြီးတဲ့အခါမှာဒါဒီဟာကိုပြန်ပြောလိုက်တာပေါ့နော်အဲ့တော့ဒီကနေ့ညမှာပြောချင်တဲ့ဟာကအဲအကြောင်းအရာ3 4ခုလောက်ရှိတယ်ပေါ့နော်3 4ခုလောက်ရှိတယ်ဆိုတာဘာမှခင်ဗျားတို့သိပြီးတဲ့အခါမှာအများကြီးမျောလင့်မနေနဲ့เนาะဟိုဘာတော့ဒေါ်လန်ရေးတွေတို့ဟိုဟာဖြစ်မယ်တို့ဒီဟာဖြစ်မယ်တို့တွေဆိုတာတွေခဏလေးအသာလေးထားထားလိုက်အောင်အဲ့ဒါတွေကပြန်ပြီးတဲ့အခါမှာကျွတ်တို့ ဟွာလောက်ရပါကအပြင်မှာရွာလေးရဲမိုးအညို့ကြီးနဲ့ရွာလို့ဆိုရဲအခြေအနေကိုပြန်ရောက်လာပြီမနစ်က ရေကြီးရေရှမ်းဖြစ်ခဲ့ကြတဲ့အခြေအနေမျိုးတွေကိုပြန်ရောက်နေပြီပေါ့နော်ကျွတ်တောင်ကြီးတို့ညောင်ရွှေတို့ဘာလို့ညာတို့မှာဆိုလို့ရှိရင်လေအဲဆိုင်းနေစလာပြလာပြီပေါ့နော်အဲ့တော့ တောင်ပေါ်ဒေသတွေမှာတောင်မှအဲ့လိုစိုင်းတွေပြနေပြီဆိုရင်ခမားတို့တောင်အောက်ကဟာတွေမနစ်တုံးကနေကရေကြီးတာခံခဲ့ရပြီးတဲ့ဒေသတွေမှာနေတဲ့လူတွေအဲ့နေရာတွေမှာမနေနဲ့တော့လစ်ကြတော့လစ်ကြဖို့အချိန်တန်ပြီဆိုတဲ့ဟာကိုကျွန်တော် alert လုပ်ချက်နေပေါ့နော်အဲ့တော့ဘလို့လူမျိုးတွေလေးဖို့လိုအပ်တာတော့လို့ဆိုတဲ့အခါမှာအဲ့ရေကြီးအောင်မြင်ခဲ့ရဘူးတဲ့လူတွေ အာအိမ်ခြံတကားဘောက်ကိုရောက်နေပြီတို့ဘာလို့ညာတို့ရိုက်တင်မနေနဲ့တော့လစ်ကြတော့ခင်ဗျားတို့ဟိုအားလုံးကို safety first တိရောလုတ်ပြီးတဲ့အခါမှာရွှေစရာရှိတာရွှေပြောင်းစရာရှိတာပြောင်းပြီးတဲ့အခါမှာဒိုးကြတော့ဗောနော်အဲ့တော့တဘာဝတရားကြီးဆိုရဲဟာကခင်ဗျားတို့ကသူတို့တွေရဲ့နေရာတွေကိုကျူးလွန်သိမ့်ပိုက်ပြီးတဲ့အခါမှာဒါငါတို့အပိုင်မဲလို့ဆိုပြီးတဲ့အခါမှာညာ နေလိုက်ကြလို့ရရခေါင်းစီတော့ဟေးလို့များခင်ဗျားတို့မထင်လိုက်ကြလေနဲ့ပေါ့နော်သူ့နေရာတွေကိုသူပြန်လာပြီနော်အဲ့တော့ဒီဒါကသဘာဝတရားရဲ့နှိမ့်ဆက်ကလူပြူတာနှိမ့်ဆက်ကလူပြူတာမဟုတ်ဘူးခင်ဗျားတို့ကသူတို့ရဲ့ဟာတွေကိုသွားပြီးတော့ပိုင်စိုးပိုင်နဲ့နဲ့ထုတ်လှုပ်တူးဖော်ရောင်းချပြီးတဲ့အခါမှာဒါငါတို့အပိုင်မဲ့လူကြိုင်ရင်ဘာခံနိုင်သေးတော့လို့ဆိုတဲ့စောက်ချိုးတွေ ရှေ့ဆောင်ရှေ့ဆောင်မှာခင်ဗျားတို့ပညာတော့เนาะအဲ့တော့နံပါတ်1အရေးကြီးတာ disaster တွေလာကြလိမ့်မယ်အဲ့ဒါတွေအတွက်ခင်ဗျားတို့တိုတင်ပြင်ဆင်ပြီးတဲ့အခါမှာနေရာပြောင်းရွှေ့ပြီးတော့မှာလောက်ကြတော့เนาะအဲကျွန်တော်တို့အရင်တုန်းကစမုံ value လို့ခေါ်တဲ့စမုံမြှဝမ်းလွင်ပြင်ဒေသတွေမှာရာသီချိန်တွေမှာပြန်ပြီးတဲ့အခါမှာအဲကျုပ်တို့ ရေပိုင်နဲ့တည်းကိုကျုပ်တို့ပြန်ပေးကြလိမ့်မယ်ပေါ့နော်အဲ့တော့အာဒီမြစ်ကြီးကဒီချောင်းကြီးကကောနေတာကြာလာပြီသိတယ်ဟိုးအနော်ထာမတိုင်ငင်တော့ငနဲ့ကကောနေတာဘာညာနဲ့ဆိုပြီးတော့မြတ်မနေကြလိမ့်နဲ့ရှောင်းရှောင်းမိုးတွေရွာလာပြီဆိုရှောင်းမိုးကြီးလာပြီဆိုရင်ရှောင်းနော်အဲအဲ့ဒါအခြေအနေလေးတစ်ခုကိုကျွန်တော် brief မြပါတော့ကျွန်တော်ပြောလို့တယ်เนาะအဲ့တော့ဟာလာဘယ်အမအတိပေးမကြင်ညာလို့တော့ပါလို့ကိုကမှချောင်းပြားချောင်းနာပေါ်မှာထိုင်ပြီးတော့တဲဆောက်ပြီးတော့နေတယ်ဆိုမှတော့အဲ့ဒီချောင်းပြားချောင်းနာဟာပြုတ်ပြုတ်ပြုံးသွားမှာပါအဲ့ဒါဓမ္မတာပဲဘသူမှဘာမှအလန်းပြလို့လည်းမရဘူးကိုကဘယ်နေရာမှာ နေသင့်တာတော့ကိုဘယ်နေရာမှာရှိနေရမှာတော့ကိုဘယ်နေရာမှာနေနေရမှာတော့ဆိုတာက ကိုတိရမယ်အလုပ်လေနော်ကိုရဲ့မျိုးဆက်အလိုက်ကိုကဘလူနေထိုင်ရှင်သင်မှဒီမြေကြီးမှာကိုကရှင်သင်မှာရုံးဆိုတဲ့ဟာကိုတိထားရမှာကအဲ့ဒါကနံပါတ်1အရေးအကြီးဆုံးပဲလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့မိုးကြီးလာပြီရှာနော်ပေါ့ပေါ့ပါပါဟာတာအနေနဲ့ပဲပြောတာအဲဒါပေမဲ့အဲ့ဒါကအင်မတန်မှအရေးကြီးတဲ့ကိစ္စနော်မဆောင်နိုင်လို့ရှိရင်ကတော့ခင်ဗျားတို့ လက်မှာပဲပါမှာပဲအာမနစ်ကကြီးပြီးသားမို့လို့ဒီနှစ်ကြီးမှမဟုတ်တော့ဘူးလို့ဆိုပြီးတော့များခင်ဗျားတို့မထင်ကြလိမ့်နဲ့ပေါ့နော်နှလုံးသုံးလုံးတော့မှပေါက်ပြီးသားကနန်းတွေပြန်ထွက်နေသေးတာပဲဗျာဟုတ်လားနိုင်ငံရေးမှာဆိုလို့ချင်းလည်းအချိန်ချိန်ဖြစ်ပြီးသားကိစ္စတွေကိုပြန်ပြီးတဲ့အခါမှာကျုပ်တို့ဖြစ်ခံနေကြသေးတာပဲနော်ဖြစ်ပြီးသားကိစ္စပြန်မဖြစ်တော့ဘူးလို့များခင်ဗျားတို့မထင်ကြလိမ့်နဲ့ပေါ့နော် ဆိုချင်တာကဒါကကျုပ်တို့ကတောင်ပိုင်းတောင်ပေါ်ဒေသတွေမှာနေနေရတယ်လူတွေအနေနဲ့ကျုပ်တို့မြင်အားတွေ့ရတယ် saturation အခြေအနေကိုခင်ဗျားတို့အောက်ပိုင်းကလူတွေအောက်ပြည်ကလူတွေသိအောင်လို့တို့ကျုပ်တို့ကအဲပြောပြတာပေါ့နော်အပြီးရင်တော့ without god ကိစ္စပေါ့နော်အကောင်းနေပန်းစင်းနေကျုပ်တို့ကတော့အင်တာမအတိုင်းထက်လွန်မယ်ချိန်တတ်တယ်ပီတိပြတ်တယ်နော် without god စံကယ်တွေပေါ့နော်အဲ့တော့ တို့တို့တိုင်းပြည်ရဲ့ဟဲ့လားဘာပဲဖြစ်ဖြစ်ခင်ဗျားတို့ NLD အစိုးရလက်ထက်တုန်းကလည်းစီတင်သွင်းတယ်နိုင်ငံတကာကနေပြီးတော့လောင်စာစီတင်သွင်းတယ်ဆိုတာကတရားဝင်ကိုအစိုးရကခွင့်ပြုပြီးတော့သွင်းထားတဲ့ရေရေအတွက်ထပ်ပဲအတွက်ပဲတင်သွင်းထားတာမျိုးတွေအဲ့ဒါတွေကနေပြီးတဲ့အခါမှာစင်ပြူတော့မှီပြီးတော့ကြံစုပ်ပေါ့နော်အဲဆိုဂျနာကဟဲ့လားအဲဘာလို့ ဟိုဟာလေးပေါ့တရားဝင်ကားတွေကားတွေကိုမှီပြီးတဲ့အခါမှာအိုက်ကားတွေလီးဆုပ်သလိုမျိုးဝစ်တောက်ကားတွေဝစ်တောက်ဆိုင်ကယ်တွေဟာအဲ့ဒီအတွက်တင်သွဲလာတဲ့လောင်စာစီတွေကိုမှီပြီးတော့ခါမှာအသုံးတယ်အဲ့တော့လောင်စာစီတွေရတက်တယ်ဟာကျွတ်တော့လာတရားဝင်ရင်းတွေကိုစီးနှင်းပြီးတော့နေတဲ့ကောင်းတွေကြတော့မရသေးတော့အဲ့လိုဟာမျိုးတွေဟာအဲ့တော့ ဥပရေကိုမသိဟုဆိုကမြဖြင့်ဥပရေကတင့်ဟာခွန်းလွတ်လိမ့်မည်မဟုတ်သူနေရာသူပြန်လာတာဒါတွေကသူတော့မတရားတဲ့ဥပရေနေနဲ့တရားတဲ့ဥပရေနေဆောက်အင်္ဂလိပ်ခေတ်တုန်းကနေပြတန်းခဲ့တာတွေခင်ဗျားတို့မေမေကြီးတော့ကလည်းဒါပဲခင်ဗျားတို့တော်လန်ကြီးအောင်ရင်ရောဘာနဲ့သွားမှာရောကျွတ်တော့မေးတယ်အဲ့ဒါကြောင့်မလို့ဒါတွေနဲ့ပဲသွားမဲ့ကောင်တွေအတွက်ကျွတ်တော့လီးမလို့ကျွတ်တော့တောက်ကြရမှာလားဆိုတာလေအဲ့ဒါတွေပဲเนาะဟာအဲ့တော့ အစိုးရဝင်နေရကိုလုံးကိုစီးနေတဲ့မြင်းကဘာလို့အတီလာမလားကိုစီးနေတဲ့ကားကကိုစီးနေတဲ့ဆိုင်ကယ်ကဘာလားသိဖို့လိုတယ်ဥပရေဟုမသိဟုဆိုကများဖြင့်ဥပရေကတင့်အားခွင်လွတ်လိမ့်မည်မဟုတ်လို့ဆိုတဲ့ဆောင်ပုတ်ဆိုရိုးစကားတွေဟဲ့လားမြမပြီတနိုင်ငံလုံးပြန်ပြီးရခါမှာအဲ့ဒါတွေကိုဆိုင်ပုတ်ထောင်ဖို့လိုအပ်တယ်နောက်တစ်ကြောင်းလေထဲတဲ့ ဥပရေကိုတော်လန်းနေသည်ဆိုကမြဖြင့်ဥပရေကသင်ဟာခွင့်လွှတ်လိမ့်မည်မို့ကြတေတံပြည့်ပြည့်သူတို့လုတ်ပြမှာအရာတွေကအဲ့ဒီလူမျိုးသားဗျာစိတ်စေတနာတန်တန်နဲ့ခမသူတို့လုတ်တိလိုက်လီကွမ်ယူရောဘာလို့ညာလို့စင်ကာပူရောဘာလို့ညာလို့မှာ20 30ပဲထောင်တက်သွားတာစောက်တိုင်းပြည်ရအဲဒါပေမဲ့အဲ့ဒါမှာတကယ်ရိုးသားဖို့တော့လိုအပ်တယ် Supreme Messenger ငါတို့အုပ်ချုပ်လို့ရရင် ပြီးရောလို့ဆိုရဲစောက်ကျစ်မျိုးနဲ့မဟုတ်ပဲနဲ့လုပ်ဖို့တော့လိုအပ်တယ်မဟုတ်လို့ကတော့အဲအခုလက်နက်ကင်ပြီးတဲ့အခါမှာသဘုံတကန်ထနေတဲ့အကောင်နေလေကျုပ်တို့ကပြောနေတာကအခုမာလာတွေခင်ဗျားတို့သဘုံတကန်ထတာကိုခန်းနေရတယ်ဆိုတာအဲ့ဒါဝစ်လိုက်ဝစ်လဲနေတာတစားကန်အောင်စန်းတို့ကအဲ့လိုမျိုးလက်နက်ကင်သဘုံတကန်ထလိုက်ကြလို့ရှင်တော့ပြင်0 to hero လက်ထဲကအာနာဟုတ်လား စောက်လကဘာမှဟာရိုးရိုးကျွတ်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 ကုတ်ကုတ်နဲ့เนาะရုံးကန်ပြီးတဲ့အခါမှာတက္ကသိုလ်တွေကနေများเนาะနိုင်ငံရေးသမားဖြစ်သွားချာဖြစ်သွားဖို့နေနေတတလက်နဲ့ကင်ပြီးတော့ဟိတ်ကောင်းနေလှုပ်လိုက်လို့ရှိရင်မင်းတို့ငါတို့ကတန်းကြော်ပြီးတော့မှငါတို့ကเนาะလှုပ်လို့ရသွားပြီဟေးလို့ဆိုတော့စောက်02 hero အယူအဆမျိုးတွေနဲ့တစောက်ကန်းအောင်စန်းတို့စောက်စစ်တပ်ထူထောင်ခဲ့တဲ့ကောင်းနေလုတ်ခဲ့တဲ့ ဆောက်ဝတ်တွေကိုမားလာတွေလဲနေတာနော်အဲ့တော့ခမရတို့သဘုံတကံလုံးလို့များခမရတို့လက်ထဲဆောက်အာနာအဲ့လိုလွယ်လွယ်လေးများရလိုက်လေတော့မလားလို့ဆိုတဲ့အဲ့လားဆောက်ညှော်လင်းချက်တင်နေလေလုံးမနေနဲ့ဆောက်လကဆောက်ကျင်ကုန်တာပြပြတ်တာလူတွေသေးတာပဲဆောက်ဖတ်တင်နေအဲ့တော့ခမရတို့တော်လန်လို့နိုင်သွားရင်လေခမရတို့တော်လန်နေမယ်ကောင်းနေရအစင်သိအရန်သိရှိပြီးသားအခြေအနေတွေလို့ဆိုတာကိုလေခမရတို့ကောင်းကောင်းနားလေသဘောပေါက် ခမားတို့ကဘာဆောက်အမြင့်မားဆုံးဟာတွေမှာဘာရင်များခမားတို့ကကြင်ကြံပွားများဆောင်ရွက်နိုင်ခဲ့တဲ့ကောင်းနေတုံးဆိုရလေသဘုံတကန်ထနေတဲ့ကောင်းနေကိုယ့်အကိုပြန်ပြီးရကမှာစဉ်းစားမသိဘူးငါတို့လုံးတပြားထောက်ခံကြအောင်လိုးတယ်ဆိုရဲစောက်ချိုးမျိုးလောက်နေတော့တက်မလာနဲ့လုံးလုံးမရဘူးအဲ့ဒါလောက်နေเนาะကျုပ်တို့ကစပြီးတော့ကလန်တယ်သူတို့ ဟာဥပဒေစိုးမိုးမှုတစ်ခုအောင်မှာနေထိုင်ရှင်သန်တတ်တဲ့လူမျိုးရယ်လို့ဖြစ်အောင်ပဲလောက်ရမှာအဲ့တော့ဟလာခင်ဗျားတို့အခုသွားလှုပ်လေအဲ့တော့ဝိတောက်ကဖန်ခံရတဲ့ကောင်တွေတဘုံတကံသွားလှုပ်ကြည့်လေသွားလှုပ်ကြကောင်းတယ်ကျို့တော့သွားတိုက်တွန်းတယ်ဆိုတော့အဲ့တော့မှများများသေပြီးတော့မြ мян တက်နဲ့သမိုင်းဆိုင်ရာလိုအပ်ချက်ကြီးကမြ мян ပြည့်မိသွားမှာမဟုတ်လို့ရှိရင်ဟိုလိုလိုဒီလိုလိုနဲ့သူတော့ဟာ F6 ကိုပဲဟိုဘာလို့ ဟိုဒုတိယကမ္ဘာစစ်အစောပိုင်းကစက်တနက်နဲ့ပြစ်ချလို့ပြက်ကြတယ်လို့ဆိုကြတာကဗျာတော်လန်ပြောင်းလဲတယ်ဆိုတာကကလင်ကကြစ်တွေရဲ့အယူအဆမျိုးသဘောသဘာဝမျိုးနဲ့ကလင်ကကြစ်လောက်ပြီးတဲ့အခါမှာဟာလုတ်ပြလိုက်ရင်တော့ဖြင့်ငါတို့နိုင်သွားမှာပဲလို့ဆိုတဲ့စောက်အယူအဆမျိုးကမျိုးနဲ့ ဘာတခုမှအောင်မြင်အောင်မတော်လန့်မပြောင်းလဲနိုင်ဘူးပြအမှန်တရားဟာစုခဲစီမြဲစီနော်ဟာအမှန်တရားသစ္စာတရားနဲ့လောက်ကြရကြင်ကြရတဲ့ဟာမျိုးတွေနော်အဲ့တော့အဲ့လိုမျိုးတွေကိုလည်းသဘောပေါက်နားလည်စေချင်တယ်အဲ့တော့ဝတ်တောက်ကစီးရဲကောင်နေဆိုလို့ရှိရင်လည်းအလားပိုင်ဆိုင်မှုအကုန်သိမ့်သီးတော့ချက်လုံးလုံးစရာရှိတာရဲရဲတင်းတင်းလုံးဥပဒေစုံမှုတစ်ခုအတွက် ကြိုက်တဲ့အဖွဲ့စီကကြိုက်တယ်လို့လို့ကျုပ်တို့ကထောက်ခံတယ်။ရှင်းတယ်နော်။အဲအဲ့ဒါပြီးတဲ့အခါမှာလုတ်တံတက်ဖြတ်ရေးတွေ assassination လုပ်တဲ့ကောင်တွေဘာတွေညာတွေအတွက်လဲကျုပ်တို့ကဟိုတိတာစေခြင်းနဲ့အတွက်ပေါ့နော်ကျုပ်တို့တခုတော့ပြောပြပြောပြခြင်းနဲ့အဲတမကဘာတမိုင်းဒီမှာဇီကာရီဆိုတာရှိတယ်ဗျာဇီကာရီဆိုတဲ့ဟာကအဲကျွန်တော်တို့ အာဘာတော့ subscriber လာကျွန်တော်တို့ဟိုသုံးပြောင်းကျွန်တချွန်မျိုးလေเนาะအဲ့ဒီအဲ့ဒီကဓမြောင်ပေါ့ဗျာဓမြောင်ပဲပြောကြပါဆိုเนาะအဲ့ဒီဟာနဲ့လုတ်ကြံတက်ဖြတ်တဲ့အယူအဆက AD 1ရာစုဟလာ BC 0ပေါ့เนาะအဲ့ဒီအချိန်ဟလာ Jesus အလုတ်ကြံခံအာဘာတော့သေတံအပိကားစင်အတင်မခံရခင် အချိန်နေကားစင်တင်ခံပြီးစကာလတွေတော့ငနေက ကျုပ်တို့ဂျေရုဆလင်တို့ဘာလို့ညာတို့မှာဖြစ်ပေါ်နေတဲ့လောက်ကျန်တက်ဖြတ်ရေးအယူအဆပေါ့နော်အဲ့ဒါဘာလို့ဆိုတော့ယောမကျွန်တော်တို့အင်ပါယာရဲ့စစ်သားတွေစစ်ဘိုးတွေဘုံမှုတွေဘိုးချုပ်တွေပေါ့ဗျာဒီကောင်နေနဲ့ပတ်သက်ဆက်နွယ်တဲ့သူတို့ဂျူးတွေကိုဆိုရင်ဒလန်ကောင်းစင် တက်ပြီးတဲ့အခါမှာလောက်ကျန်တက်ဖြတ်တဲ့အယူအဆလောက်ကျန်တက်ဖြတ်ရေးလမ်းစဉ်ကအဲ့ဒီတော့ငနေရပေါ်ပေါက်နေတာအဲ့တော့ ဘာကြောင့်အဲ့ဒီဟာပေါ်ပေါက်လာတာတုန်းဆိုတဲ့အခါမှာအဲ့ဒီလုံးကြံတက်ဖြတ်ရေးသမားသူကဆိုချင်တာက assassinator အဆင့်ကိုမရောက်သေးဘူးနော် assassinator အဆင့်ဆိုတာဒီဘက် AD ဘက်ကိုတော်တော်ရောက်သွားပြီမွတ်စလင်ရွှေကင်ကြီးကြာမှာအဲ့ဒီဟာပေါ်ပေါက်တာအဲ့မတိုင်ခင်ကဟာလေးကိုပြောပြနေတာနော်အဲ့တော့ဟာအဲ့တော့အဲ့ဒီကောင်တွေကဘာကြောင့်ပေါ်ပေါက်လာတာတုန်းဆိုတော့အဲ့ဒီကောင်တွေကအဲ့ဒီခစ်ကနေပြီးတော့မှအခုအချိန်အထိခမည်းတော်ရဲ့လုံးကြံတက်ဖြတ်ရေးသမားတွေခစ်တွေအထိ အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒါရဇင်အစ္စလာမ်နေရဲ့ဒါရဇင်လုပ်ငန်းမှာလုတ်ကင်ဆောင်ရွက်တဲ့ကောင်တွေအထိက အသက်ဟဟလာအဲ့ဒီဟာတွေထဲမှာပါဝင်ပြီးတော့လုတ်ကင်ဆောင်ရွက်တဲ့ကောင်တွေရဲ့အသက်ကလုတ်ကင်ဆောင်ရွက်တဲ့ကောင်တွေအားလုံးနဲ့က80ရာခိုင်နှုန်းကအသက်18နှစ်ကနေပြီးတော့28နှစ်ကြားမှာပဲရှိတဲ့ကောင်တွေအားမှာအဲ့ဒီအလုတ်ကိုလုတ်တာအဲ့ဒီအလုတ်ကိုလုတ်တဲ့ကောင်တွေရဲ့ပညာရေးရေးချိန် level က 65ရာခိုင်နှုံးလောက်ကကျွန်တော်တို့အထက်တန်းပညာရေးအဆင့်ကိုရောက်အောင်ဒီဥပမာပြာ7တန်းကနေပြီးတော့10တန်း10တန်းအောင်တဲ့ကောင်မပါဘူးအဲ့အလုပ်တွေကိုလုပ်တဲ့ကောင်တွေထဲမှာနော်7တန်းအောင်10တန်းလောက်အထိပဲပညာသင်ကြားခဲ့ဘူးတဲ့ကောင်တွေဘလို့ပညာမျိုးတွေကိုသင်ကြားခဲ့ဘူးလားရောဆိုတော့ radical ပညာရေး radical ပညာရေးဆိုတာအစ္စလာမ်နေရဲ့အစ္စလာမစ် ပညာရေးတွေနဲ့အတူတူခမားတို့ရဲ့ပညာရေးကလည်းအဲ့လိုဆောက်အောက်တန်းစား radical ပညာရေးနဲ့လာတဲ့ကောင်ဆိုတော့ဘသူမဆိုအဲ့လိုဟာမျိုးဖြစ်သွားနိုင်တယ်အဲ့တော့အအထူးသဖြင့်ပြီးတဲ့အခါမှာနောက်တစ်မျိုးကစီးပွားရေးသူတို့သူ့ရဲ့မိသားစုတွေအဲ့ကောအဲ့လိုဟာမျိုးတွေကိုလုတ်တဲ့ကောင်တွေရဲ့မိသားစုဝင်တွေရဲ့ပညာအဲကျွန်တော်တို့စီးပွားရေးဟာ90ရာခိုင်နှုန်းလောက်တော့ကောင်တွေရဲ့စီးပွားရေးဟာလုံးဝ0 level ပဲ တနေ့တနေ့လောက်တနေ့စားအဲ့ဒါအကြောင်းမလို့ဟလာလူတယောက်တက်တယ်နှစ်သိန်းလောက်ရရင်လည်းတက်တယ်လို့ဖြတ်တယ်လို့ဆိုတဲ့ဟာတွေအဲပြီးလို့ရှိရင်ကျွန်တော်တို့ကဟလာအဲဘယ်အဖွဲ့အစည်းရဲ့ဟလာအတိအမှတ်ပြုလက်မှတ်ကိုထုတ်ပေးလိုက်ပြီးလို့ရှိရင်ဟာဒီကောင်တွေက zero to hero ဖြစ်သွားတော့မယ်လို့ဘာလို့ဆိုတော့အဲ့လိုဟာမျိုးတွေအကြောင်းမလို့ဒါမျိုးတွေကဖြစ်ပေါ်လာတာအဲ့ဒါတွေကိုလည်းကျွန်တော်တို့ကကောင်းကောင်းသိစေခြင်းနဲ့ဒါက ဇီကာတွေစီကာတွေပေါ့နော်အဲအဲ့ဒီဟာတွေကသူကဒရီယောဆက်တင်လာတာဇီလော့ပေါ့နော်ဇွဲလို့ပဲခေါ်မလားပေါ့နော်အဲ့ဒါတွေကလည်းအဲ့ဒီအချိန်တုန်းကလို့ပဲခင်ဗျားတို့လို့ပဲဖိရင်ကြွားထိရင်ကြာအုပ်ချုပ်လို့မရသေးရဘာညာကွီးကွာအဲ့ဒါတွေရဲ့တော်လိုင်းရင်ဇွဲတစ်ပဲကြီးမှုဇွဲထက်တန်မှုအင်မတန်မှစိတ်အားထက်တန်မှုတွေပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေရဲ့အဆုံးတက်က ဟလာအခုဆို၄နှစ်ကျော်9000ရောင်ရောက်နေပြီဗျာရှက်စရာကြီးတကယ်တကယ်တမ်းဆိုဟာအုတ်ချုပ်လို့မရသေးရလို့ဆိုပြီးတော့စန်တာပြနေုံနဲ့မပြီးဘူးရွာလုံးချုပ်ဟာမာလာတွေအုတ်ချုပ်တာကိုမခံဘူးဟေးငါတို့ကဆိုပြီးတဲ့အခါမှာရွာလုံးချုပ်ကိုကိုကိုဟလာ ကိုဟာကိုကျုပ်တို့ကတက်သေးရဲ့ရွာမျိုးတွေအများများဆဆရှိသင့်ပြီအာဘာမှဘုံမှုလေချောင်းတိုက်ခိုက်မှုတွေဘာရင်းညာတွေအတိဘာမှခံရစရာစောက်ကြောင်းတောင်မရှိဘူးကိုဟာကိုဟာမှအခုချိန်ထိငါတို့ NUG CRPH ကအုပ်ချုပ်လို့မရသေးဘူးဟိုကောင်တွေကငါတို့ကိုလာပြီးတဲ့အခါမှာစစ်ကြောင်းထိုးလိုက်ဘာလုပ်လိုက်တယ်လုံနေအဲ့ဒီဟာမျိုးငါတို့မခံဘူးဟေးလို့ဆိုပြီးတဲ့အခါမှာတက်သေးကိုကိုကိုရွာလုံးကျိုးဟာလာပစိုးတွေဂွန်းတိုင်းပြီးတဲ့အခါမှာလေပင်းတွေချိတ်ပြီးတဲ့အခါမှာ ကျိုးဆွဲချပြီးတော့ပေတဲ့ညီပေါ်ရွာတွေပေါ်ပေါက်လာသည်မီဒါဇီကာရီဆိုရဲဟာကဇီလောက်ပေါ့နော်ဇီလောက်ဆိုရဲဟာကအဲ့လောက်အရေးကြီးတယ်ဟာဖက်စစ်ဂျပန်တွေတော့ဆိုဖက်စစ်ဂျပန်တွေအလေးပြုပြီးတဲ့အခါမှာဥညွတ်လိုက်ရတဲ့ကျေးရွာတွေရှိတယ်ဖိလစ်ပိုင်ဘက်ကရွာတွေဆိုအဲ့လိုမျိုးပဲရွာလုံးကျဟာဖက်စစ်တွေအုပ်ချုပ်မှုဟာမခံရစေရဆိုပြီးတဲ့အခါမှာ အဲ့လိုမျိုးကိုကုတ်ကိုတတ်သိမှုတွေရှိဖို့လိုအပ်တယ်။သူများကျုံးဆိုလိုချင်တာကသူများတက်လို့လင်းနဲ့ဘုံလာကျဲလို့သေတဲ့ဟာမျိုးကိုကျုပ်တို့ဆိုလိုချင်တာမဟုတ်ဘူးနော်။ကိုယ့်ဟာကိုယ်တတ်သိရမှာ။ ကောက်ကိုရွေးချက်သူများတက်လို့တည်တဲ့ဟာကစောက်ဘာမှဘာစောက်စစ်မှရှိတဲ့ကိစ္စမဘူးဒေါ်လာရဲ့ value အရာဆိုရင်အဲ့တော့ခမားတို့နီပေါ်တွေကိုကျုပ်တို့ဟာဟာလာဟာအဲ့တော့အဲ့လိုဇီလောက်ဘယ်နှကောင်ရှိတော့ကိုကုတ်ကိုတက်သေးသွားတဲ့ကောင်ဘယ်နှကောင်ရှိတော့နီပေါ်ထဲမှာကျုပ်တို့ကအဲ့လိုမျိုးမြင်ကျင်တာတွေးကျင်တာအဲ့တော့မှခမားတို့ဒေါ်လာရဲ့ကိုကျုပ်တို့ကလေးစားလို့ရမှာမဟုတ်ရင်ကျုပ်တို့ကဘာနဲ့ ခမရတို့ရဲ့ဟာလီးတော့မသိဘူးရာနေမာလို့တော်လန်နေတာမင်းတို့ထောက်ကဟာမဟုတ်ဘူးမင်းတို့ရဲ့စူဆိုက်ဘုံဘင်းလုပ်တဲ့ကောင်ဘယ်နှကောင် ရှိတော့မင်းတို့ရဲ့ဇီလော့ခလာကိုကိုကိုတတ်သိပြီးတဲ့အခါမှာအုတ်ချုပ်လို့မဟာစီရာလို့ဆိုပြီးတဲ့အခါမှာလူပြသွားတဲ့ကောင်ဘယ်နှကောင်ရှိလို့ငါတို့ကလေးစားရမှာတော့ဒါကျုပ်တို့ကရှင်းရှင်းမေးတာနော်အဲ့တော့ အဲ့ဒါလေးတွေပေါ့နော်အဲပြည့်ရက်ကမှာဥပရေနဲ့အညီပေါ့နော်ဆိုတော့ခင်ဗျားတို့ကဘာဥပရေနေတယ်ဘလို့တွေသွားနေရတော့ခင်ဗျားတို့ကဘာဖြစ်တုံးဆိုတော့လစ်တဲ့ knowledge very dangerous ပဲဗျာတလားနော်ခင်ဗျားတို့သိကျင်တာလေးလောက်ခင်ဗျားတို့သိတာလေးလောက်နေဟာအဲ့အောင်နေမပြောင်းငါတို့အဲ့ဒါ အဲ့တော့ငါတို့ပြောနေရတယ်ငါတို့ထောက်ခံကြစမ်းအေးလို့ရလို့ဆိုပြီးတော့လုံးလို့မရဘူးအဲ့ဒါအခုဖြစ်နေတယ်ကျွတ်တုတ်တိုင်းပြည်ဖြစ်နေတယ်စပ်ပတနာရဲ့ဟာအဲ့ဒါပဲ little knowledge very dangerous ခင်ဗျားတို့ဘာသာခင်ဗျားတို့ပထွေးမုံလေးမုံပြီးတဲ့အခါမှာခင်ဗျားတို့မှီသလားသိသလားဟဲ့လားတော်လိုင်းခေဟောင်းတော်လိုင်း theory နဲ့လုံနေတဲ့ဟာကိုဟာကျွတ်တုတ်လို့ကောင်းနေရ27ရာစုမှာနေနေတယ်ကောင်းနေရခင်ဗျားတို့ထောက်ခံရမှာလား မများတို့ပါကများတို့စဉ်းစားလေငါတို့ကငါတို့ဘုံကျဲခံနေရတာဗာဖြစ်နေတာရော little knowledge very dangerous ငါတို့ရဲ့အသိဉာဏ်ပညာသစ်သေးလေးကြောင့်မလို့ငါတို့ဘုံကျဲခံနေရတာလားဗာလားညာလားကိုယ့်ကိုစဉ်းစားခင်ဗျားတို့ เนาะအဲ့တော့အဲ့ဒါလေးလေးလောက်ပဲကျွန်တော်ကဟွာလုပ်ချင်တယ်ဒီကနေ့ညမှာကျွန်တော်ပြောလို့တယ်ပေါ့เนาะအဲ့ဒါကဘာကြောင့်လို့ဆိုတော့နောက်ပိုင်းဟာတွေအတွက်ကျုံတူဆက်ပြောမယ်ဟာလာစီကာရီတို့ဇီလတ်တို့အဆက်ဆနစ်တာတွေတို့ဘာတွေတို့ညာတွေတို့တွေအတွက်လာမဲ့တင်ငန်းစာတွေအတွက်အာ27ရာစုကြီးမှာကဘာကြီးကဘာကြောင့်မို့လို့အတန်းဖက်သမားတွေကိုညစ်ဟိုဘာအောင် အပြတ်ဖြတ်ပြီးတဲ့အခါမှာယင်ကြီးတဲ့လူအဖွဲ့စီကြီးစီကိုချစ်တက်တဲ့ဆောင်တဲ့လမ်းမှာဒီမေလို့တွေမပါမှမရှိမှဖြစ်မှအလို့ဆိုပြီးတဲ့အခါမှာဘာကြောင့်မျိုးဖြုတ်သုတ်သင်ရှင်းလင်းနေရတာရောဆိုတာအဲ့ဒီဟာကဝါအော်တာဖြစ်နေတယ်။ဘာလို့အခုကြည့်လဲနော်အဲ့ဒါဆိုရင်အမေရိကဘယ်လိုလုပ်မလဲ။ မေရိကန်မှာနေပြီးတဲ့အခါမှာအမေရိကန်အလံမီးရှို့ပြီးတော့အမေရိကန်ရဲ့ဟာလူခွေရဘာဖြစ်လဲညာဖြစ်တယ်မေလို့လီလူခွေပဲရမယ်လို့ကောင်းတယ်လောက်တာခံရမှာခင်ဗျားတို့ဥပရေကနံပါတ်1ပဲနော်ဆိုတော့အဲ့ဒါလေးတွေလောက်ကိုပဲကျွန်တော်ဒီကနေ့ညကျွန်တော်ပြောလို့ရတယ်နော်ဆိုတော့ သင်္ခံအမေရိကမှာပြောတာတွေအတွက်ဒါတွေကနာဟိုအဲ့လိုတွတ်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 လွတ်တဲ့ဟာတွေကနားမထောင်ကြဘူးဆိုရင်သင်္ခံပြီးတော့ပြောရဲဆိုတဲ့ဟာတွေမှာဆိုရင်လည်းအဲ့ဒီအရာသားတွေကိုခင်ဗျားတို့ခံစားကြရမှာမဟုတ်ဘူးအဲ့ဒီလေးနက်မှုတွေကိုသိမြင်အဲနားလေသိမြင်သွားကြရမှာမဟုတ်ဘူးလို့ဆိုတဲ့ဟာလေးတွေကိုသာ ပြောရင်းပေါ့ဗျာအခုဟာလေးကိုကျွန်တော်အဆုံးသတ်ခွင့်ပြုပါ theory တွေကိုပေါ့ပေါ့ပါပါပြောတဲ့ဟာတွေကိုနားလည်နိုင်ဖို့ဟာတွေတို့อ่ะအဲ့လောက်အစွန်းရောက်တဲ့ကိစ္စတွေကိုဒီလိုမျိုးပေါ့ပေါ့ပါပါဖြစ်အောင်ပြောနိုင်ဖို့ဟာလေးတွေတို့လည်းကျွတ်တို့မှာအတော်ကိုဟလာပါတော့အနေကြအောင်တို့တို့ကျွတ်တို့မှာအချိန်ပြန်ပေးရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေတော့ကိုနားလည်ဖို့ဟာလေးတွေတို့ကိုပြောရင်လည်းဟုတ်ဒီကနေ့ညဟာလေးကိုကျွန်တော်တို့တက်ခွင့်ပြုပါနော်ဟုတ်ကဲ့ Thank you.